သားစုများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Blue Family Channel လေးကနေဆက်လက်ပြီးတော့ကြိုဆိုလိုက်ပါရနော်။ဒီကနေ့အတွက်လည်းစာရေးဆရာမဆရာမများတန်တာရေးသားထားတဲ့နှောင်ရင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်းဆက်ခွန်အနေဖြင့်ဆက်လက်ပြီးတော့ညဝေလိုဖတ်ပြပေးချင်တာမို့လိုက်ပါပြီးတော့နားဆင်ပေးကြပါအောင်နော်။နှောင်ရင်မွေးအပိုင်းဆက်ခွန်နန္ဒမိတ်သူအမေသည် ကပတ်အိုင်တွင်ပြောင်းမွေအောင်စူးစမ်း၍နေသေးသည်သို့သောစီးမြောက်သောဒေသမှုကပတ်အိုင်မှာပင်အမိကောင်းချသွား၏အမိမသိမိသားသမီးများ၏နောင်ရေးကိုငဲ့ကာကပတ်အိုင်ကိုဆုံးခွာရင်အပါနှင့်အမအားတပွားပွားမှခဲ့သည်ကပတ်အိုင်ရွာတီနေပုံသည်ဒေဦးတရံဖြစ်၍တမိုးတွင်လုံးရေပုံနေသည်ထိုအခါကျွမ်းတော်များအားမိုးမကြခင်ကလေးကကုန်းမြင့်မြင့်များသို့ပို့ထားရသည်ကုန်းမကြသောလက်များစီတို့လေနေသွားရသည် တမိုင်းနီးပါးကန့်ဝေးကွာ၍နေ၏။ဤရေကိုသာသုံးပြီးဤရေထဲတွင်သာအညစ်အကြေးဆွံရသည်။စာတင်ကြောင်းမရှိပေ။ဖျားရှိကိုကြောင်းတွင်သာစာတင်ရသည်။အမတဝါမှစာတင်တော့ကရွာမကြီးသို့သွားတင်ရ၏။နဘတ်အိုင်သည်မော်တွင်၌ရေလွှမ်းတော်လဲတွင်ရခါတွင်ရေခန့်ချောက်၍ပက်ကြအမည်ဖြစ်ခဲ့တော်သည်။ရေလဲရှာသွား၏။ရေတွင်တွင်ကိုတရွာလုံးအားကိုးကြပြီ။နနေ့စောစောနေ့ညနေ၌သာရေများစိမ့်ထွက်ပြီးစူးတက်ကအလူရဲခတ်ကြရသည်။ ရေနှောင်းရလျင်ရေစစ်အိုရဲထဲ၍ရေစစ်ထားရ၏အပေါက်သည်၄ပေါက်ခန့်ဖောက်ပြီးသဲမြေထဲကရေစစ်ထားခြင်းဖြစ်၏ထို့ကြောင့်အမေသည်သူ့တကိုယ်ထဲနေစဉ်ကငပတ်အိုင်တွင်ပျော်မွေ့နေတော်လေသာသမီရလာသောအခါမပျော်တော့ပြီအတူတူဖြင့်ကျွေးရုံလီလုံတာနေသောသမီးကြီးတဝါမကိုကြည့်၍ပညာတတ်ဖြစ်စေခြင်းသည်ငပတ်အိုင်မှလည်းမြုပ်နှံမနေစေခြင်းနှောင်ရမွေးကိုလွှဲထားခြင်းအမေသည်ငပတ်အိုင်ကိုဆုံးခွာသွားရန်ဆုံးဖြတ်ချက်ချလိုက်၏ သို့သောနော်ယမွေကိုမွေးပြီးမကျမ်းမာသောကြောင့်နန္ဒမိတ်တို့အမေမရောက်လိုက်ပါ အမေဆုံးသွားပြီးနောက်အမေဆန္ဒအရအပားသည်ပြောရမှာမနေပဲတင့်တော်ရာကိုသာရွေးချယ်ရသည်အမေရည်ရွယ်တကယ်သို့အမတော်ဝါမသည်ပညာတတ်တယောက်မဖြစ်တော့ပေအိမ်တော်ဦးစည်းလေသူမတို့သာ ဖြစ်တော်သည်အပားသည်လေးမိသွားသောကြောင့်ခြေတဖက်မတန်တော့ပေတပင်းရှည်ကြီးကိုချလိုက်မိသည်နော်ယမွေရှင် အနာမဆရာဤခေါ်တန်းကြောင့်ရုတ်တရက်လန့်သွားသည်။ဘာတွေတွင်းနေတာလဲယင်။ပျော်စရာဖြစ်အောင်ခီးထွက်လာပြီပဲကလေးရဲ့။အပားနဲ့အမောင်ကိုတတိယလိုပါ။သူတို့ဆုံးပြီးမှငပတ်အိုင်ကိုတစ်ခေါက်မှမရောက်ဖြစ်ဘူးပဲ။ကဲအခုအမနဲ့အပါစာဆရာနဲ့ကလေးပါလာပြီပဲ။ပြေဆုံးပြီပေါ့။ဟောဗျာ။တမီးကဒီလောက်လဲဆောင်နေတာတောင်အိတ်ဖြစ်အောင်အိတ်လိုက်သေးတယ်ဗျ။ဆရာကလေးအနီကိုလှက်ချင်ရင်ရေမော၍ ်စိတ်ကိုဖြည့်တော့အောင်ကြံဖန်ပြောလိုက်သည်။အော်ဆရာတခုစဉ်းစားမိတယ်။ရင်မွေးတို့ရွာမှာရေဖုံးနေတယ်နော်။ရွာပပတ်လေရေတွေကြီးပဲနေမှာပဲ။အင်းလေးလိုပဲပေါ့။အဲ့ဒါဆိုအဲ့ဒီရေပဲသုံး။အဲ့ဒီရေပဲချိုးပေါ့။ရင်မွေးကနှစ်သမီးရောက်မှပြောင်းလာတာလေ။ရင်မွေးကောင်းကောင်းမှတ်မိတယ်။အဲ့ဒီရေပဲချိုးတာ။ရေထဲမှာရှောက်ဆော့ရတာအားကြီးပြော်တာပဲ။ အမသိဆိုရင်နာခဏခဏဆိုတယ်လေတွေနဲ့ရှောက်စော်တာလေကြီးတဲ့အထီတောင်ကပတ်အိုင်ကို အပားနဲ့လိုက်သွားရင်သိမချိုက်ချင်ဘူးရေဦးဆိုရင်လို့လေအမကရောင်ရဲတင်းတင်း၍အေးချမ်းလွန်လာတော့ကပတ်အိုင်ကိုမနစ်သက်ပေအမသည်အမေကဲ့သို့မျောလင်းချက်ကြည့်မလွန်သည် ကိုတို့အကျိုးဖြစ်မည်ဆိုရင်စွန့်စွန့်စားစားဝင်မလေးခဲ့ပြီအမ၏စီပွားရေးလုပ်ငန်းသည်ကညွတ်ကွင်းမျိုးပေါ်အထိကျယ်ပြန့်၏ ဟာလာစံချိတ်ဆက်တစ်ခုနှင့်စီစုံတစ်ခု၌ပင်အစုဝင်ထားသည် ထိုပြင်စစ်တောင်းမြစ်ကိုဖြတ်၍ကြောက်ကြီးမျိုးထိသွားပြီးဆွန့်ဆွန့်ဆာဆာစီးပွားရှာဖို့သည်မိမိသည်ကြောက်ကြီးမျိုးကိုတခါမှမရောက်ဘူးပဲကွင်းစုလာတော့ကြောင်းအမားကတင်းတင်းကြပ်ကြပ်တောင်းမြစ်သား၏ဟာဟိုမှာကြည်စံရင်မွေငှက်လေးနှစ်ကောင်တွေ့လားတပြေပြေမော်ရီနာနေသောဇရက်ငှက်ကလေးနှစ်ကောင်ကိုတွေ့၍ဆရာကဝမ်းသာအားရညွန်ပြလိုက်သည်နှစ်ကောင်တွေ့ရင်ပြောရမယ်တဲ့ ဆရာတော့လေထွက်လာကလေးကပြောတယ်ရင်မွေးရမပြောတို့လားယင် ပြောပါတယ်ဆရာယင်နဘတ်အိမ်ရွာအကြောင်းကိုတွေးမိရင်သိပြောတာပေါ့ဆရာယင်နှွေမပန်းနေဝေးပြီးမုံမရေတွေဖွင့်နေတာတွေ့ရင်သိပြောတာပေါ့အဲ့ဒါဆိုအပေါ်ပါပဲမသွားလေယင်ဆရာမေကြောင့်မိမိကြောင်သွားသည် နောက်မှအပါဒရာရေရင်ကအေးရေထဲမှာပဲသွားပေါ့ဟာဟာဒါဆိုအဲ့ဒီရေကိုပဲရေချိုးရေသုံးပေါ့မေ နှုတ်သားအာပါတယရေမောနေစဉ်ယုတ်တည့်ရှိုးတဲ့ကိုလက်ပြေးဆင်း၍လန်သွားသည်ဆရာဘက်သို့ရိုင်းသွား၏ဆရာကမိမိလက်မောင်းကိုအသာလေးထိမ့်ပေးလိုက်သဖြင့်ရင်ထဲမှာတိတ်ကနေဖိုးလိုက်သွားကကလေးကိုငုံကြည့်လိုက်၏ကလေးကခဏလေးလွန်ပြီးပြန်အိတ်သွား၏ရောက်ခန့်နေပြီဆရာကြီးတပြေပင်စီတို့ပြောက်ွယ်ကကျွဲဆွဲပင်များပြန်တွေ့ရ၏မြေမှာပက်ကြအနေသည်တစ်ပင်ကြီးများတွင် ကပ်ပေါင်နေသောတစ်ခွာပင်များကိုတွေ့လာရ၏ ရွာထဲသို့ဝင်လာသောအခါသစ်ပင်တိုင်းတွင်သစ်ခွာပန်းများအကဲလိုက်အစုံလိုက်ပွင့်နေကြ၏ရတနာရွှေကလက်တန်ရှိကြားမျက်လုံးချက်တူရေးပန်းစားသောပန်းများက အလေးကျပေါက်ကပွင့်နေသည်ပန်းဝါများကပိုများနေ၏လှောက်လိုက်တဲ့ပန်းนี่ကွာဆရာကရင်သက်ရှူမောပြောလိုက်သည်ဒီလိုဆိုတော့ဆရာကိုပေးတဲ့ပန်းကအပွင့်သိမ့်မလားဘူးနော်ဟိုကပန်းတွေကပိုလှတယ်မိတို့သောပန်းလာများကို တွေ့စေကောင်းမှုဆရာကိုပေးသောပန်းကလွယ်၍ အပန်းများကိုမပန်းတော့ပြီနေလေတွင်ပန်းကိုဖြိုးပြီးရေဟိုးထဲထည့်ထားသည်ပန်းကိုမမြင်တော့ဆရာမျက်နှာမကောင်းပြီသို့တော်ပေါင်းမှမမေးပြီညနေပန်းလေးလန်းလာတော့အခါအိမ်ပြန်ရေချိုးအလှပြင်းပြီးပန်းလေးပန်လာတော့ဆရာမျက်နှာဝင်းပါလာ၏တို့ပန်းလေးကိုမိမိအသင်းနှင့်ထက်တူမျက်နှာစွာတင်ထားမိဟုဆုံးဖြတ်ချက်ချလိုက်သည်အမျိုးများကမိမိနှင့်ဆရာအားလိုက်ဖက်ညီသောအတွေ့အဖြစ်သတ်မှတ်ပြီးမိမိတို့မင်္ဂလာဆောင်အတွက်လက်ဖွဲ့ရန်ဝက်ကိုပင်ရထားကြသည် ရိုးသားသောကရင်ရွာသားများအကြားတွင်ဆရာက ရွှေမင်းသားလေးတစ်ပါးနှင့်အားလုံးကဝိုင်း၍အရေးပေးခြင်းစူဆန်းခြင်းခံရ၍ဆရာခမအနိမတက်အထိုင်မတက်ဖြစ်ရသည်သူပြင်မိမိအကြိုက်ကိုတိတက်တော်သောဆရာသည်တိခော့ပင်များကိုကိုယ်တိုင်ကိုကြောင့်ဖြုတ်ယူပြီးပန်းများကိုမူငပြောပဲနှင့်ထုတ်ထား၏လမ်းမှာမစားပြတ်သောချမောင်ကျော်နှင့်ရွာမငပိရေတို့ဆရာတို့ကိုဆရာကအပါတရမြင်ရင်ရှိရေးစားသောကြောင့်ရွာသားများကအလွန်သဘောကျသည်သူတို့တည်သော ကွမ်းကိုလည်းစားသည် ရင်းနှွေးချမ်းနဲ့မရွေးကိုလည်းစားပြသည်ဆရာမူရသည်သူတို့နှစ်ချိုက်ပွဲချိတာဖြစ်၏ဆရာကလည်းရွာလေးလှည့်ခြင်းရင်သဘောချနေသည်ရင်မွေးတို့ရွာလေးကအစစ်မြင့်နေနော်အားလုံးအမြင့်ခုနှစ်ပေကန့်ခြေတန်းရှိအိမ်များဖြစ်ပြီးအိမ်အောက်သုံးပေအကွာအနေတွင်ကျက်ဝက်များကိုကြံကင်းနေထားပြီးကျက်ဝက်များကအလေကအတက်စင်ပြုလုပ်ကြ၏ဤဒီကိုကြည့်၍ဆရာကသိသဘောချနေ၏ရေကြသောသောမြင်မှုတရွာလုံးသည်ငင်းကြေကင်ထားတဲ့ကဲ့သို့တင်းမာနေ၏ ဆရာကအားလုံးကိုသဘောကျခြေနဲ့တော်လဲကျောင်းဆရာပိသားစာနဲ့ကျောင်းမရှိသည့်အဖြစ်ကိုသဘောဝင်မကြပေ။အပြန်ခရီးတွင်အတော်ခီးတဲ့ပေါ်၍သွယ်လဲပျော်ရွှင်နေ၏။ဒီဘန်းတွင်လည်းပန်းအောင်လေဆရာခုပေးတာပဲ။ပန်းဝဝများကိုမိမိကောင်းပပလဲတွင်ထိုး၍လိုက်ပန်းပေး၏။ဆရာ၏ချစ်ခင်မှုအပြုမှုကိုဒီတစ်ခါသာကြုံမှု၍ကြည်နူမိသည်။ဆရာကစကြောကိုကင်၍ကြပြားလေးတစ်ပုတ်ဆိုပြပြန်သည်။ တဘိုးကိုအတူယုံလို့ပခုံးထက်တင်ဆောင်နွားညီနောင်ပြေးဖုံလုံးရေထပါလို့လှဲရင်ငယ်မှန်ကြွကြွဟန်ยีပြလေခြူတံမှာချွင်ချွင်နောက်လို့ခလုတ်တန်လွင်လွင်လှဲရင်ကကြော့ပြိုတော့မှရောင်တဆောင်လေကျိန်နံကိုတချောင်းနဲ့မောင်းလိုက်လေပေါ့မောင်းခေါ်ရလိုက်ခဲ့တဲ့နမ်းမကိုက်ပြိုမလီလှဲရင်တော့ကြော့ကြော်လေးမှငီးမော့ဟန်ချီ ထီဆောင်လျက်ကဲနဲ့မျက်လုံးလဲ့ရီရှင်ကြည်လို့မူပါသေး။နွားငေါက်တလိုလိုနဲ့လဲနောက်ကိုခိုးကကြည့်လူမိမယ်လေ။ဆရာကပျော်ရွှင်မျိုးလူနေပုံရသည်။ပြီးတော့မိမိမျက်နှာကိုမကြကနခိုးခိုးကြည့်ရင်ရင်မွေဆရာတော့လေဒီလိုသွားနေရတာသိပျော်တာပဲ။မင်းနဲ့လက်ထက်ပြီးရင်ဆရာတို့ရွာရိုခုလိုပဲသွားမယ်။အဲ့ဒီခါကျရင်တမီးကစကားတက်ရောပေါ့နော်။ဆရာတို့မိင်္ဂလာဆောင်တဲ့နေ့ကို တနေ့နောက်ဆုတ်ထားပြီးတော့ဆရာတို့သမီးပဲပြောတာပေါ့နော်ဆရာကသမီးအားငုံနေရင်ကမိမိအားကြည့်ပြီးတိုးတိုးလေးပြောလိုက်သည်ဆရာမျက်လုံးလေးများကနေရီအောက်တွင်တလဲလဲတောက်ပါနေသည်နှောင်မွေးရင်ထဲမှာတသိမ့်သိမ့်ခုန်နေ၏အိုးဆရာရဲ့ဘာကြည့်နေတာလဲနွားရီခြုံတိုးကုန်ပြီရှက်ကိုရှက်ကန်နဲ့ဆရာလမောင်ကိုဆွဲဆိတ်လိုက်သည်ဆရာကရေမောရင်ကတကယ်ကွာရန်ကုန်မှာနေတော့မင်းဘယ်တတိယနေတာ နီးနေတော့ဘာမှမဟုတ်ဘူးဝေးသွားမှတိတ်တွေ့နေတာပဲလွမ်းနေဆိုတာဒါများလားမသိဘူးရှင်မိုးရလည်းလက်ချိုးဆောင်နေတာပါနော်ဆရာတပတ်ပဲကြောင်မယ်ဆိုပြီးစနေရက်လောက်တောင်ကြာသွားတော့အရင်စိတ်ပူတာပဲအားကြောင့်မကန်ပြန်ပြောလိုက်တော့ခါဆရာကမိမိအာမျက်နှူးယူရစွာကြည့်နေသည်ထိုကရှစ်စိတ်နေမျက်ဆောင်ထိုးရင်နွားဆက်ချိုးကိုဝင်ဆွဲလိုက်၏ထိုကမှဆရာကရှက်ကိုရှက်ကန်ပြောင်းလိုက်၏တဖြည်းဖြည်းနေဆောင်လာသည် တိန်တော့ချိန်ဖြစ်သောကြောင့်တလောကလုံးပဇွန်စည်းသွေးများရှိုးပိတ်ကြနေသည့်အလားတောက်ပါနေ၏ဆရာကလဲကိုဖြင်းညင်းစွာနှင်းနေသည်ရွာနာရောက်လာသောအခါဆရာကလဲကိုမောင်းရင်းကခုနကကြပြားလေးရလီဆရာရထားပေါ်မှာဖက်လာခဲ့တဲ့ကြပြားဆရာမောင်ကျင်ွယ်ရဲ့လှဲရင်ကြောကြောကြပြားလေးပဲမစုံသေးဘူးဆက်ရွတ်ပြမယ်နော်အုံဆိုင်သောကိုကိုပင်ရိတ်အောက်တွင်လဲကိုတုံကနေရန်ရင်ကသမီးအာနန်ရင်မိမိပါကိုနမ်းလိုက်သည် ရင်ထဲတွင်ပြောင်းဆန်အောင်လှုပ်ရှားသွားပြီးဆရာရင်ခွင်နဲ့မျက်နှာဝှက်ထားမိ၏ရခုကဲ့သို့တခါမှအနံမခံခဲ့ရဘူးပေဆရာကမိမိနှဖူးကိုသူ့ပါနှင်ကတ်ထားရင်ထွေးပွေကရှက်နေတဲ့ကောင်မလေးကိုကြပြဆက်ရပြမလို့ပါမောင်ရိတ်ွယ်လှဲရင်အောက်ကနှစ်ယောက်ချင်းချင်းတွေ့ဆုံးပြောစရာနှုတ်ကစိတ်ဒိတ်တဲ့ရင်ခုံငွေလရဲ့မုံကျဲဆုံးလို့လေချိုသွေး ျော်ထိတ်တယ်မောင်ရဲတဲ့နောင်တကယ်သွေမပြစ်ဖို့ရွှေသစ္စာအတူထားလို့နုပါကိုမွေအခန်းကိုအိုးရုတ်တရက်လန့်သွားသည်ပါတပတ်မှနှွေကနေဖြစ်သွား၍မျက်လုံးဖွင့်ကြည့်လိုက်၏မိုးအိတ်နေတာလားယင်ကလေးမျက်နှာကိုတွေးလိုက်ရ၍အင်းနဲ့အေးမြသွား၏အင်းပေါ့ကလေးရလာနူတော့နူးသွားတာပေါ့ကတော့နော်မိုး ကလေးကမိုးပြောင်းနေလို့မအိပ်ဘူးမှတ်နေတာအိမ်မက်မက်ပြီးပြောင်းနေတာလားကလေးစကားကြောင့်ရုတ်တရက်မျက်နှာတစ်ခုလုံးထူပူသွားပြီးဒေါက်တာဟန်ကြီးကိုမလုံမလဲလှမ်းကြည့်မိသည်ဒေါက်တာဟန်ကြီးကပြုံးရင်နေပြီးဟုတ်တယ်အမပြုံးလိုက်တယ်ပြုံးတာမှရှက်ပြုံးပြအေကန်နာတော့အိုးမဟုတ်ရပါဘူးဒေါက်တာရေကျမတစ်ခါတလေအိပ်ပျော်ရင်ရေထဲပြုံးတတ်လို့ပါအင်္ဒြိဆယ်ပြီးတင်းထားတော့လေမျက်နှာတစ်ခုလုံးဖူထူနေဤ စိုးလိုက်တာဆရာရဲ့အတိတ်ထဲကအနန်းလေးတစ်ခုနဲ့တောင်ယဉ်ခုံးနေရပါလားကလေးဟိုးမှတွေ့လားကန်းနီရွာလေးလीသိတာရတာပဲကလေးရဲ့ဒေါက်တာဟန်ကြီးကစကားလွှဲလိုက်ပြီးလက်ရပဲကံမကိုညွန်ပြလိုက်သည်ကံတဘူးပေါ်တွင်အုံအုံဆိုင်ဆိုင်ရွာလေးကိုလှမ်းတွေ့၏ကြီးမားသောကုတ်ကုတ်ပင်ကြီးအောက်တွင်ရွာချက်တည်းမူလာရန်ကြောင်းလေးကိုတွေ့လိုက်ရသည်အင်းလေးများမှခြေတန်းရှိလေးများပင်ဖြစ်သည် ကျောင်းလေးထင်နေနော်ဥဥဟုတ်တယ်ကလေးရဲ့ဟိုးမှကြည့်ပါအောင်ကန်းနီဖေအားလေတပေါင်းလောက်ဖျားဝဲလုံရင်သိစီတာပဲကုံမူမူပေါ်တွင်တီထားသောထုံးပြပြစည်ကြီးတစုကို တွေ့ရသည်ဆောင်းနေတလျှောက်လေကောင်အစင်းသည်ကန်းကြီးဘက်သို့လဲထားပြီးကြီးမားသောချင်းသိန်းနှကောင်က မြစ်ကန်ဘက်သို့ခုံချတော့မယောင်ယောင်နေလွန်စွာလက်ရမြောက်လာသည်ရှေးပြားတစုဖြစ်ကြောင်းဒေါက်တာဟင်ကြီးကပြောပြနေ၏ ွဲတော့ဆိုရင်ဒီဖျားပဝင်ခြင်းမှာနေရီပြည့်နေတာပဲတောင်ကုန်းအစင်းတွေမှာတေကားတွေလှုပ်ထားတယ်ရွာဘက်ကတက်ရင်ပြပြေးလေးပဲကလေးရဲ့တောင်ကြီးတွင်ရုပ်ပွားတော်တစုအမူးမူထားပြီးကန်းချီဘက်သို့မျက်နှာလှည့်ထား၏အဲ့ဒီရုပ်ပွားတော်ရှိတဲ့ဇေယျလေးမှာဖျားဖူးလာသူတွေအပန်းပြေနာဖို့ဖျားကိုအာယုံပြုဖို့အတွက်အကောင်းဆုံးပဲတိလာအမကြီးဖျားကုန်းတော်ဘဝကနေကြည့်ရင်တိတ်လွမ်းမှုကောင်းတာပဲတွေးကြင်ဟာတွေးငေးကြင်ဟာငေးနဲ့ စိတ်ကူးရင်လို့လည်းသိတ်ကောင်းတာပဲအမကိုကျွန်တော်တစ်ခေါက်လောက်တော့လိုက်ပို့အောင်မှာပဲဒေါက်တာဟင်ဂျီကသူ့ပဲမြောင်းလှဲကစားလိုက်သည်ဒေါက်တာကြီးစိတ်ကူးရင်နဲ့ဆိုတာမဖြစ်နိုင်တာကိုစိတ်ကူးရင်နာရဲ့မဖြစ်သေးတာကိုကြိုးတွေးတာရဲ့ကိုစိတ်ကူးရင်နာလို့ခေါ်တယ်နော်ကျမအဲ့လိုမြင်တတ်ဘူးရှင်ဒေါက်တာဟင်ဂျီစကားကိုပြန်လည်ခြေပလိုက်တော့ခါဒေါက်တာဟင်ဂျီကပကုန်းတစ်ဖက်ကိုတွန်းလိုက်ပြီး အမအစိတ်ကူမြင်တတ်ပါဘူးအတိတ်ကိုပြန်တရရပြီးတွေးမိတာပေါ့ကလေးဆန်ဆန်နဲ့ကက်တီကက်သက်ပြောတော့ဒေါက်တာဟင်းကြီးစကားကြောင့်သက်ပြင်းသသေးချပြီးအလျှော့ပေးလိုက်သည်ဦးဦးကြည့်ပါအောင်ရေကနှစ်ယောင်ဖြစ်နေတယ်ကလေးကဒေါက်တာလက်ကိုဆွဲပြီးညွှန်ပြလိုက်၍စကားပြတ်သွားသည်ကန်းနီဖေယားကုံဘေးကွင်မှာရေသည်ကြီးစိမ့်နေသည်အဲ့ဒီဟာရေစိမ့်ကကန်းနီချောင်းလို့ခေါ်တယ်ကလေးရဲ့တောင်ကြားချောင်းကြီးဆိုတော့ကြည်တာပေါ့ တောတောင်တွေကိုဖြက်လာတော့ရေမနောက်ဘူးလေတရားစစ်တောင်းမြေရေးကြတော့မြို့ရွာအနံ့ကိုစီးပြီးဆက်လေတွေမပြတ်ခုံမောင်းနေတော့ဘယ်ကြည့်ပါမလဲစစ်တောင်းမြေရေးဝါသည် နောက်နေသည်မြေရေးတဲ့သူကဲနေချောင်းရေးစိမ့်ကအိန္ဒြေရဆောင်စီးဝင်နေတော့ကြောင့်ရေဝါတကန့်ရေစိမ့်တကန့်ဖြစ်နေ၏ရှင်ထဲမှာအလိုလိုအေးမြသွားသည်ဝင်း၍ခြံခဲ့သောကန်နီဖျားကုံတော်ကိုငေးမြော်ခြင်းကဆင်းရကိုတတိယလာပြီးမုန်းဟိုင်လာ၏။ချင်းထဲမှရေဘူးကိုဖွင့်၍ရေတောက်လိုက်သည် ဖြူးနှင်းတောင်ကိုကသိမ့်မဝေးလစစ်တောင်မြေကျော်ဆက်နေသည်ဟောဗျာစကားတွေအများကြီးပြောနေတယ်ကျွန်တော်တို့နှစ်ယောက်ကရင်မငန့်ရဘူးအမအရင်ငန့်ရတယ်ဗျာဒေါက်တာတို့အဆောင်အားချလို့ပေါ့ရေမိုးကြီးချော်လေးရောထိုင်လိုက်သည်ကလေးကလည်းခုမှရေတောက်ရန်တတိယဟန်ဖြင့်ရေတခွက်လှန်တောင်းလိုက်သည်ထို့နောက်ရွှေလေးအင်းအရှိစင်ရွာ အနောက်စင်ရွာဟူသောရွာကြီးများကိုဖြတ်ကျော်ပြီးဒိုးအင်းသို့ရောက်ခဲ့သည် ဒဝင်းတို့ရောက်သောအချိန်သည်နေမွန်းတဲ့နေ၏ဆင်အိုင်ရွာတွင်ချိန်ထား၍ဆင်အိုင်တို့အရင်ဆင်းရသည် ရေနှင်းငယ်ကြသောသောကြောင့်နှုံးမြများကမြစ်စိတ်တွင်တင်းနေသည်ငယ်စဉ်ကလေးကရှင်နေရင်နီတော်လဲမြို့ပေါ်မှာအနေများသောကြောင့်ရှင်ကိုကြောင်မိသည်ကလေးကတော့ငယ်ရွယ်သူပြီပြီမိမိလက်ကိုဆွဲ၍ညွန်ယုံရင်းအတော်လေးပြောနေသည်တောင်မြင်၌မြေဘဲကင်းများကိုတွေ့ရသောအခါအမမထင်မိမိတို့နန္ဒမိတ်ရွာမှာမြေဘဲကင်းများကိုတရားမိသည် ပြီးတော့ ဘလို့မှမပြောင်းပြီးမရတော့အကြောင်းရာလေးများ။အော်ဆရာကြီးနှွေမွေးဘဝကိုစိုးမိုးလာကြည်လားဆရာ။အခုဘယ်များရောက်နေပါလိမ့်နော်။ဟောဗျာအမလမ်းလျှောက်ရင်းများအိပ်ပျော်နေသလားလို့။ဟုတ်ပါရဲ့။အမိုးကလည်းဥဥခေါ်နေတာကြားလာပြီ။ ရှင်ဖုံနေသောညမကြော်ပြီးမြေဘဲခင်းနဲ့ရောက်လာမှန်းတော့တရီထားမိသည်ဒေါက်တာဟန်ဂျီစကားပြောသည်ကို မသိလိုက်ကိုပြင်းနစ်ကိုမို့ရေမောရွေနေလိုက်သည်ကျွန်တော်တို့ဒုံးရင်ရောက်မှနားမယ်နော်အမဒေါက်တာစီစဉ်ထားသလိုသာလုပ်ပါဆင့်ဟန်ဂျီရွာလူကြီးအိမ်တွင်ခဏနာပြီးအသင်းဆောင်နေသောသူများကိုကာကွယ်စေးထိုးပေးသည် လူ15ယောက်မှခဏလေးသာဖြစ်သည်ထို့နောက်ဒုံးရင်တို့ခီးဆဲရသည်ဒုံးရင်ရွာကဆင့်အိုင်နှင့်မဝေးလာပြီး မဝါရွာတို့မသွားတော့ဘဲဒိုရင်ချေရွာလူကြီးအိမ်၌စရေချပြီးကာကွယ်စေးထိုးပေးရသည်မဝါရွာနှင့်ဆင့်ဟန်ရွာမှကျန်နေသည့်လူများကိုပါဖိတ်ခေါ်၍ထိုးပေးရသည်ကာကွယ်စေးသည်အရေးပါကြောင်းသိ၍စီယုံစရာပင်မလိုတော့ပင်ဒိုမတဆင့်ပဒဲတို့ပိန်ကောလေလေးနှင့်ကိုရသည်တောင်ထုံးနေသောကြောင့်လှေကိုကန်းစက်မရောက်မီရပ်ထားရပြီးရေထဲဆင်းလျှောက်ရ၏ခြေတလုံးကမြုံသောရေထဲတွင်ကလေးပျော်နေ၏ ပြည့်ပြည့်သောတောင်ကုန်းကိုတွေ့ရသောအခါခလီကဝန်သားအာရပြေလွန်ခုံပေါလေသည်ညနေချိန်ဖြစ်သောကြောင့်ကန်းဆက်တွင်ရေချိုးနေကြသောရွာသားများကိုတွေ့သောအခါခလီကအော်ဟစ်ပြီးနော်ရီမွေးထံသို့ပြေးလာလေသည်မိုး၏ခလီရေချိုးခြင်းနှင့်မြစ်ထဲမှရေချိုးခြင်းနှင့်အိုးမြည်ရဲမချိုးရဘူးခလီရဲ့ဟွန်းချိုးခြင်းနဲ့ဟိုမှာသူများတို့တောင်ချိုးနေပြီဟာမချိုးပါနဲ့ခလီရဲ့ စစ်တောင်းမြေရဲ့ဧည့်သည်မချိုးရဘူး။ဘာလို့လဲရင်ငယ်စဉ်ကလေးကအစွဲလန်းလေးတစ်ခုကပျောက်ရွေးမသွားပြီ။ကလေးကပါဇက်လေးဟပြီးတန့်တော်ငင်းနေစဉ်အမလည်းဗျာကလေးစိတ်ကိုလန့်အောင်မပြောပါနဲ့။ရေကြောမသိပဲရေစင်းချိုးတဲ့ဧည့်သည်တွေအတွက်ရံများတာပါ။ရေကြောနားလေတဲ့ရွာကန်လူတွေနဲ့အတူတူချိုးရင်ဘာမှမဖြစ်ပါဘူးဗျာ။ဒေါက်တာဟန်ကြီးကိုငေးကြည့်နေမိသည်။သူသည်ဆရာကဲ့သို့ဝင်းပြောနေပြီ။နောက်ပြီးတော့ချိုးကြတာပေါ့ကလေးရဲ့။ ေးဒါမှတို့အမိုးကကလေးကမိမိလက်ပမိုးကိုနှက်ပြီးမြေရိုင်းဖြစ်နေသောမြေခွဲကျဲကြီးတဲတွင်ပြင်းရင်ကလေးပြငယ်လေးများကိုလိုက်ဖမ်းနေ၏ကလေးလေမောင်ရောင်ခေါဝင်လေးသည်ညနေတိမ်တောင်ချိန်နှင့်အလှပြိုင်နေ၏ကလေးအသားဖြူဝင်ဝင်လေးသည်နေရောင်ကြောင့်ရဲရဲတောက်လှနေသည်ကလေးကိုမိမိကမျက်နှိုးစွာငေးနေစဉ်ဒေါက်တာဟန်ဂျီကမိမိကိုမျက်နှိုးစွာငေးကြည့်နေသည်ကိုသတိမထားမိပေအမ ဟမ်ကိုလိုက်မှာသတိဝင်လာပြီးလှည့်ကြည့်တော့ကရှုံးလဲနေသောမျက်ဝင်းအစုံကြောင့်ရင်ဖိုးဟိုက်သွား၏တိမ်တောက်ချိန်ကအကြီးရံနဲ့တူတောင်လှရဲနော် အမပိုလှတယ်ဗျပြက်ကနေဆရာကိုသတိရမင်း၍နာကျင်စွာပြုံးလိုက်သည်ဦးဦးတောက်တောက်မလာသေးဘူးအမိုးရဲ့ကလေးအမေကြောင့်ကျန်းတိုက်နေရာမှာဇက်ကနေမော်ကြည့်လိုက်မိသည်ကလေးကအိမ်ပေါင်းဝရင်ထိုင်ရင်ထောက်တာဟင်းကြီးကိုမျောနေ၏ ီနေ့ဂျူဒီကြတဲ့ထင်းနဲ့ကလေးရဲ့မိုးလဲသတိမထားမိဘူးမိသားသုံးလိုက်ပြီးနေလေကအဖြစ်ပြက်လေးတခုကိုပြန်၍မြင်လာမိသည်လက်ဖက်ချိန်တဲ့သောဒေါက်တာဟန်ကြီးအတွက်လက်ဖက်သုံးယူလာမိသည်ဒေါက်တာဟန်ကြီးအတွက်မှန်သီလျက်နဲ့ယူပါအောင်တဲ့သစင်းမြင့်တို့အုပ်စုကပြောင်းတလူလူနဲ့အတင်းလူစားကြ၏ရင်မွေးစိတ်ထဲတွင်ဘလို့မှမဖြစ်ပေစပိန်နဲ့ဈေးပြေးပြီးရွှေနဂါးမှာသွားဝယ်၍တုပ်ပေးမည်ဟုစဉ်းစားနေသည်ကဲမောင်လေးအတွက်မကြံအောင်စားဖြစ်ပြီဟဲ့ ဒဇင်မြင့်ဤစကားကိုမကြားဟန်ပြုလိုက်သည်ဤကဲ့သို့အနောက်ပြောင်မြို့ခံနေရ၍အထူးဆန်းမဟုတ်တော့ဒေါက်တာဟန်ကြီးကမျက်မှောင်ချီ၍ဝင်လာပြီးအမလက်ဖက်တွေရောဟောအခုပဲယူပါဦးလို့စားလိုက်တယ်လေယူပါဦးကပြောင်ကြောချောင်းနဲ့စားလိုက်၍ဒေါက်တာဟန်ကြီးကအန်ကျင်ရင်ကိုစားကျင်လို့မှားထားတာယူရောတော့ကွာလောက်ပြီကျမအခုပဲဝယ်ပြီးတော့ထပ်လုပ်ပေးမယ်မကြောက်ဘူးခဏလေးပြင်ရပြေချောင်းဝင်ပြောပြီးအပြင်ထွက်မိပြီ နေပါစေအမောင်မောနေမယ်ကျွန်တော်လိုက်ဖို့ပေးမယ်ရပါတယ်ကျမဘာသာသွားပါမယ်လိုက်ဖို့မယ်ဗျာစွတ်တင်လိုက်လာ၍သူ့စပင်းကိုထုတ်ကာကယ်ရီယာမှာထိုင်လိုက်လာရ၏သိတ်ခတ်တာပဲဟိုကပြောကြတော့မယ်ပြောလို့ကောင်းအောင် ရွှဲလိုက်တာအထင်လွဲစရာဖြစ်အောင်မလုပ်ပါနဲ့ဒေါက်တာရေကျမတို့ရိုးရိုးခင်ကြတာကိုသူများတွေအထင်လွဲနေအောင်မယ်တင်တင်ပြား ုအားဘာမှစမပြောတော့ဘဲတစ်ဖက်တော်ဝဲသည့်အထိသူကကတ်လိုက်လာသည်ဈေးထဲမရောက်ဘူး၍ရောင်ကြကြဖြစ်နေသောသူအားသဘောကျမိသည် အပြန်သူနှင့်တူပြန်လာသောအခါရင်းထဲတွင်တစုံတကူအထွဲ့လေးလံနေ၏တာဟမ်မမီဈေးဟောင်းမှာတွေ့လိုက်ရသောအမျိုးသမီးကြီးကြောင့်သူခြေလန်းတုံသွား၏အမျိုးသမီးကြီးကသားကိုမကြည့်ပဲမိမိအားခြေဆုံးခေါင်းဆုံးချနေသည်မမီဘယ်တော့ရောက်လဲတောင်းအောင်ကြိုးဖုံးဆက်ရော့ပေါ့ မစစ်ချင်လို့တမင်ထလာတာအခုဘယ်ဟာပြန်လာတာလဲဈေးရမမီတားလဖက်တော့စားချင်လို့ဒီရအမကိုဝယ်ခန့်ရတာမမီသူကနော်ရင်မွေးတဲ့အမဒါကျွန်တော်မမီလေမိမိကပြုံးပြတော့လဲဒေါက်တာဟန်ကြီးအမေကမပြုံးမဲမဲပြ၍အော်သူ့ကိုအတော်လေးတော့လှတာကွယ်ရှင်နေမတေခနေပြတ်သွားပြီးအမျိုးသမီးကြီးကို ပြန်ကြည့်လိုက်သည်တခုခုကိုဆက်ပြောရင်းမိမိကခုခံရင်အသင်ပြင်ထား၏ လာမမီတားရင်သွားစို့အမခဏနော်လက်ဖက်တော့ထားနဲ့ကျွန်တော်မမီကိုပို့ပြီးတော့ပြန်လာမယ်သူမိခင်ကို အတင်းဆွဲခေါ်သွားသည်ဒေါက်တာဟန်ဂျီသည်လှုပ်ရှားရှိလျင်သူထင်ရဆလုတ်တက်ကြောင်ပေါ်လွင်နေ၏ယခုလည်းမှာပြအောင်မှာထားသေးသည်သို့သောမိမိလက်ဖက်မတုပ်ဖြစ်ပါဝိုင်းကြည့်နေကြသောမျိုးလုံးအစုံကိုရှောင်ရှားရင်းတစ်နေလုံးပင်မနေ၏ထို့ကြောင့်နီးလေကမိခင်လာထား၍ဒေါက်တာဟန်ဂျီနှင့်လာတော်မူမထင်ဒေါက်တာဟန်ဂျီအားမျှော်နေသည့်ကလေးအားသနာလာမိ၏ ညတိုင်းစာလာပြပေးနေသောကြောင့်မျှော်နေခြင်းဖြစ်သည်မလာတော့ပါဘူးကလေးရဲ့သူကျူတီရှိနေတယ်အမိုးညာတယ်ဟိုးမဦးဒေါက်တာလာပြီကလေးကပြောပြောဆိုဆိုနဲ့ပြေးစင်းသွားသည်ဒေါက်တာဟန်ဂျီကခြံဝတွင်ပြုံး၍ရှင်နေခက်ပါလားဒေါက်တာရဲ့တူတူလေးညှို့မြင်းကရင်ထဲတွင်အလိုလိုပြေးပြေးဆုံသွားသည်ဟုထင်လိုက်မိသည် သို့သောခလေးကဲ့သို့လွတ်လပ်စွာပျော်ရွှင်ခြင်းသောစိတ်ပုထုဇဉ်ပြီးပြီးတာယာခြင်းသောစိတ်တို့ကိုချက်ချင်းယုတ်သိမ်းလိုက်သည်ကလေးကဒေါက်တာဟန်ချီလက်ကိုဆွဲ၍စီဝေလိုက်သောအတန်လေးဖြင့်မိုးဝါလေဦးဒေါက်တာမလာတော့ဘူးတဲ့ဂျူတီကြတယ်တဲ့မိုးညာတယ်မိုးညာတယ်ကလေးနဲ့ပတ်သက်ရင်လင်ညာတက်လာပြီးဖြစ်၍ကလေးဆွဆွဲချက်ကိုအပြစ်မတင်မီအိမ်မော်တက်လာသောဒေါက်တာဟန်ချီကိုလမ်းကြည့်ရင်းကတစုံတစ်ခုအမေးကို မေးကျင်နေသည် ။သို့သောကလေးရှိတွင်ပေါင်းမမမီလို၍မျက်နာလွှဲလိုက်ရသည်။ဟုတ်ကဲ့ပါရှင်။ဆံမမြတနာရေးသားထားတဲ့နှွေမွေးဆိုတဲ့ဝိတုဆောင်လေးအားအပိုင်းဆက်ကွန်အနေဖြင့်ဆက်လက်လို့မျှဝေဖက်ပြနေခြင်းအားခေတ္တရန်နာပြစေရှင်။နားဆင်ပေးကြတဲ့သူမေဦးမိသားစုဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးအထူးပဲတင်ရှိပါတယ်နော်။မေဦးမိသားစုများအားလုံးလည်းဘေးကင်းလို့ကြံပါကြပါစေရှင်။